မင်္ဂလာပါနေ့တချမ်းတော့ပြန်လာကြိုးစားပါရက်ဦးဇွဲထက်ကစီစီတဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လှူထားတဲ့လက်ဝဲယတနာတွေအဲ့ဒါတွေကိုမူတီတာမပွားမဲနဲ့မီစီရီယာစိတ်နဲ့ဘာမှဒေါ်လာရင်းနဲ့လည်းမဆိုင်ဘာမှဟိုသူတို့ငွေယူဒေါ်လာရင်းနဲ့လည်းမဆိုင်အဲ့ဒါတွေဖောင်းထုတ်နေတဲ့ဥစားတွေကိုကိုကျော်မင်းနိုင်ကပြန်လည်ပြီးတော့ရှင်းပြထားတော့အဲ့ဒါလေးနားထောင်ကြည့်ပါ ချာအားလုံးမင်္ဂလာပါဗျာခုနကဇွဲတဲ့ကိစ္စကြီးပြောရင်းနဲ့မှာဇွဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဓာတ်ရုံမှာတည်တည်ချာချာကြည့်ပြီးတော့မှာတကယ်ရှင်းတာပြအများကြီးပဲမဆုံးရင်အကြောင်းကိုလာလှူထားတာကြီးအဲ့တော့မှကျွန်တော်လည်းခုနကမှကြည့်မိတာတော့ကောများတယ်ရင်းထဲမှာလိုက်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 နဲ့ဟိုတကယ်ကိုကြည့်လို့ဝါးတာလေးချက်ရတယ်နော် ဟိုကြောက်စင်းလုံးတုံးနဲ့လာလူွားတာဒီဟောတကယ်ကိုမိသားစုတွေသူတို့ရဲ့ဘိုးစဉ်ပေါင်းဆက်ရတနာလီလာလူွားတာဒီလိုမိမိတို့ပိုင်ဆိုင်ထားတဲ့ရတနာလီကိုအမုံမြတ်ထားပြီးလူဘိုးဆိုတာရတနာထိုက်မှလူလို့ရတာဟုတ်လားရန်နာထိုက်တဲ့ပုံကိုယ်လေးကမိမိရဲ့ရတနာလေးနဲ့မုံမြက်မြက်လှူတာမစိုးရင်တောင်းကိုလာလှူလို့မင်းတို့အောင်မှာအပူပလာမုန်နေနဲ့ဆေးရုံလေးဆောက်လိုက်ပါဟာလားစာပင်ကြောင်းလေးဆောက်လိုက်ပါမင်းတို့ဆေးရုံမီးရှုံနေတာစာပင်ကြောင်းလေးကိုမီးရှုံနေတာစီလီယံတော့ကစီလီယံတော့ကအော်တော့မင်းတို့ဘာမှမတားခဲ့ကြတာလေ ဘောလုံးတားခဲ့ကြတာဒါတိုင်းပြည်ကြောင်းစကားတွေပြီတိုင်းပြည်တွေမှာပညာရေးတွေချမ်းသာရေးတွေစီးပွားရေးတွေဖျက်ဆီးလို့မရဘူးဘယ်တော့မှတားခဲ့ကြဘူးလေမင်းတို့ဝိုင်းပြောင်းပေးကြတယ်တိုင်းပြည်မှာစစ်ဘောတွေမီးချို့ပြီးတော့ဗမာဗမာချင်းတက်ဖို့ကိစ္စတွေနိုင်ဘောတွေပြီးတော့လူသိရှင်တာတရားဝင်အလုခန့်နေတယ်ဖိနေပြီးလူခန့်နေချိန်ရောက်ပြီးအလုခန့်နေလူတက်ပြီးအလုခန့်နေဘယ်သူတားရဲ့ဘယ်သူမလင်းရဲ့ အခုက WHO ကဘယ်လိုမြန်မာပြည်မှာစစ်ပွဲတွေကဘယ်လိုစစ်ပွဲတွေကိုဘယ်သူတွေဖန်တီးနေတာမင်းတို့ကညှောက်ဝေးပြီးတော့တိုင်းပြည်ကိုလူလူချင်းတာခိုင်းပြီးတိုင်းပြည်ကိုဖျက်ဆီးနေတာလေအခုမှလာပြီးတူတော်ကောင်းအောင်ဆောင်ပြီးတော့စာတင်ရောင်းနေစာတင်ရောင်းနေမီးရှို့တာလည်းမင်းတို့ပဲမီးရှို့ဖို့မြောက်ဝေးခဲ့ကြတာလည်းမင်းတို့ပဲလူလူချင်းဘာမှမဝချင်းတတ်ဖို့မြောက်ဝေးခဲ့တာလည်းမင်းတို့ပဲဟုတ်လားဒီလိုအော်တယ်လာဗရက်ရှိတဲ့ကောင်တွေကသာသနာတော်ပေါ်မှာဒီလိုမျိုးမတည်ညိုတာစမ်းတော့မဆမ်းဘူးအဆမ်းတော့မဟုတ်ဘူး ရဏာစုပုံတဲ့နေရာဆိုတာရဏာထိုက်လို့ကိုသာပြီးစုပုံတာအဲ့ဆိုတော့တူရပဲဆိုလေတကိုးနေစုပုံတဲ့နေရာမှာတကိုးနေရေးစုံတာတယ်တကိုးနေခိုးလို့ရပါတော့ကိုလုံးထွက်ပြေးပုံများပြီမင်းဘမာလူမျိုးတွေပဲဘဝပြည့်ပြီးချမ်းနေခဲ့တယ်ပိတ်ကြည့်တယ်မြို့ကြီးမျိုးကြီးပြက်တယ်မိကြီးတောင်းနေဘာမှဖြစ်မလာခဲ့ဘူးတကိုးလေးကကိုညောင်းရဒါကိုမြင်လို့တားတာဒီကောင်းကြီးကခေါင်းနေဒီကောင်းကြီးကဘာနဲ့ရေးသမားမမို့ခေါင်းနေမင်းတို့ဘဝကြီးမင်းတို့ကိုဖာမွေးမှာမင်းတို့ကိုဒီဘဝလေးကိုသွင်းပြရတယ်သူတို့ကထမင်းစားမှာလို့ ငါစောကြီးနဲ့ဒီဘွဲနေမစခင်ငယ်ပြောခဲ့တာမင်းတို့ခုတို့ကဖိုက်ွာသွားပြီးပြင်းပြီးအပေါ်လုံးတန်းစီပြီဟုတ်လားအခုမှလည်းမင်းကအော်ဂန်နာစကားကြီးပြောနေသာသနာပေါ်မှာလာပြီးတော့အော်ဂန်နာစကားကြီးနဲ့တိုက်ခိုက်နေလို့ရှိသေးတယ်တန်းကြီးကြီးမှာကြေးွားကြီးနဲ့တိုးတက်ခြင်းနဲ့ဆိုပညာရေးကိုဒဇက်မှမတုံ့မထီးနဲ့ပညာရေးအစင်တန်းမြဲတာကောဝိုင်းဝန်းပတ်ဖို့စီဝါရီကိုညှိမလာအောင်ဝိုင်းဝန်းပတ်ဖို့မင်းကစီဝါရီပိတ်ဆို့ဖို့ပြောတယ်တိုင်းပြီးစီဝါရီဖြတ်တယ်နံပါတ်ဆက်သွေးကြီးနေဖြတ်တော့ပြီးတယ် ကျက်စီမိတွေဖြတ်တော့ပြင်းနေအကုန်လုံးဖြက်စီတိုက်ခိုက်နေတဲ့ကောင်ကတိုင်းပြီဘလို့လို့ကောင်းသားမှာတော့တတိုင်းနေမိုင်းခွဲအာနာလုတ်လာကလုတ်လို့ရတယ်လုတ်မင်းတို့လိုချင်တဲ့ကောင်ရချင်တဲ့ကောင်ရတော့ငါတို့ကိစ္စမရှိဘူးတိုင်းပြီဖြတ်တာကငါတို့ကိစ္စဖြစ်နေဟုတ်လားတရားရီချူတိုင်းပြီမှာယန္နာစုတဲ့နေရာမှာယန္နာကယန္နာထိုက်လို့ကိုယန္နာနဲ့တန်အောင်ထားတာငါတို့အချိန်နဲ့နေသူများကောင်းမှုကြည့်တော့ဝမ်းနဲ့တာတယ်ဝမ်းနဲ့မြောက်တယ်ဟုတ်လားမင်းတို့အော်ဒန်လာစကားကြီးပြောနေတာတိုင်းပြည်မှာတစ်ပြည်ချင်းနဲ့လူစုပ်လူရုပ်လူမြန်နေများလာလीတိုင်းပြည်ကစုပ်ပြက်လာလीပဲ ငါပိုင်တဲ့ပစ္စည်းကွာငါပိုင်တဲ့ပစ္စည်းငါတို့ကြီးလည်းညာတို့ငါပေးနေတဲ့ညာပေးမယ်ငါကငါအားငါဆွမ်းအားနဲ့ရှာထားတာလေမင်းတို့ပြောတော့လူခုရေးဆိုလူပြောရဲ့အခွင့်အရေးကိုလို့လည်းဆိုပေးရမှာလေသူကထုတ်အားနဲ့ရှာထားတဲ့ပစ္စည်းဘယ်ညာလူလူလေးကွာဟုတ်လားမြန်မာပြည်မှာမော်ရယ်ရှိုးဝဲတော်ဖြစ်ပေါ်တော့တိတ်ကိုထောင်နဲ့ချီပြီးတော့အလကားပေးနေတဲ့လူတွေရှိနှစ်တော်ပလင်းရဲ့လားမင်းတို့တော်ပလင်းရဲ့လားတိတ်ကြီးကိုမိချုပ်ဖြက်စီးပြီးတော့အလုခံနေတဲ့လူတွေလည်းမင်းတို့မဖြက်စီးရဲဘူးမတားစီးရဲဘူးမပလင်းရဲ့ဦးတယောက်က ဟုတ်လားတိုင်းပြည်ကိုလှုပ်လှုပ်ချင်းမမမဟစ်တတ်ဖို့အတွက်မီးရှို့နေတဲ့ကောင်တွေမင်းတို့တားဆီးတာမလုပ်ရဘူးဘာဖြစ်လို့လဲမင်းတို့ပဇက်ထဲကမင်းတို့တော်ပြီးတားဆီးလိုက်လို့မင်းတို့ဗနေလိုက်လို့ရှိရင်မင်းတို့ခေါင်းထဲကိုကြီးစံနေထည့်ပေးလိုက်ပါလိမင်းတို့ပဇက်ထဲကိုအလုံးဝဆုတ်ပေးထားလိုက်ပါလိအဲ့တော့မင်းချက်ပေးလိဟုတ်လားအဲ့ဒါတရားတော့မင်းတို့ဘဝလိနဲ့မင်းတို့မရင်းရဲဘူးလိနော်အဲ့ဒီလိုမော်ရီမာရီကိုတော့ကလေးပြီးငွေသိန်းတောင်းနဲ့ထောင်နဲ့တောင်းနဲ့ချီပြီးအကုန်ပြခံပြီးတော့လုပ်နေတဲ့လူကြီးအကုန်လုံးကသူတို့အပေါက်တော့ပေါက်ရဖို့အတွက်သူတို့လုပ်တာလေသူတို့ကစားချမ်းသာတယ် တို့ချမ်းသာတဲ့ပတ်စံအတွက်တို့လိုချင်တဲ့အပေါက်ကိုတို့ရချတာလေမင်းတို့ဘယ်ကောင်သွားပလိမ့်ရဲ့လေအဲ့ဒီအပေါက်ကိုသွားပြီးတော့မင်းတို့ဗလိမ့်လို့ရှင်မင်းတို့ချီပေါက်ချက်ပေးလိုက်မှာဟိုကောင်ကြီးကရှင်းရှင်းလေးအတိတ်ကကြည့်အောင်သူစဉ်းစားလူ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 စဉ်းစားလူလူစဉ်းစားအများကြီးစဉ်းစားတယ်လူလူစဉ်းစားမင်းတို့လည်းလူချင်းတန်းနေတယ်ဆိုရင်ကိုယ်ပတ်စံကိုရှာနေကိုယ်ပတ်စံကိုရှာပြီးကိုလူချင်းတဲ့နေရာကိုလူလိငါကောငါအားနဲ့ရှာထားတဲ့ပတ်စံကငါလူချင်းတဲ့နေရာလူမယ်သူတို့ကသူတို့ဘဝနဲ့သူတို့ခုခုသူတို့အားနဲ့ရှာထားတာသူတို့တရားတဲ့နေရာလူမှာပေါ့သူတို့စိတ်ချမ်းသာတဲ့နေရာလေ မင်းတို့လူလူစိတ်ထမ်းတာမင်းတို့လုံမှာပေါ့ဟုတ်လားမင်းတို့ပညာနာကိုယ်တွေကပညာရေးကိုမဖြတ်စည်းနဲ့ကျမ်းမာရေးကိုလည်းမဖြတ်စည်းနဲ့စီးပွားရေးကိုမဖြတ်စည်းနဲ့ဆိုတော့ပြောတယ်မြန်မာနိုင်ငံလုံးမှာငါတရားဝယ်ရှိတယ်ငါတရားဝယ်ရှိတယ်အာလာတိမ်းပြီးလို့နှစ်ရက်နေမှာဆရာမလို့စီရီယံစလုပ်တယ်တော့ရဲ့နေမှာစီရီယံလုတ်တာကိုစက်ညစ်ကွက်တဲ့စကားလိုင်းပေါ်မှာလိုက်တက်လွှင့်ပြီးပြောတာငါတရားဝယ်ရှိတယ်ချဲရောမသူမှမရှိဘူးကြောက်လို့ထောင်ထဲမှာကုန်နေကြတာဟုတ်လားငါတို့ကတိုင်းပြည်ပြင်တာပဲကြည့် ငါတို့ဘာသာလူမျိုးတက်ပြင်းတာပဲကြည့်တယ်။ကျန်တဲ့ကောင်ပြင်းတာငါတို့မကြည့်ဘူး။ငါတို့လူမျိုးစုပ်ရဲ့အကြောင်းဟာလားမင်းတို့တကောင်းသားစခွက်လူပဲပါအားလုံးကငါတို့လေးကမျိုးပြီးတာ။ဘာမှထူးဆန်းတာမဟုတ်ဘူး။တကောင်းသားလေးစခွက်လူတာအာနာလူတာဘာတော်တယ်ကြီးမှမဟုတ်ဘာလုပ်တယ်ကြီးမှမဟုတ်အခုအစာကတော့ခုတ်ထွက်ပြေးသွားပြီ။အခုထွက်ပြေးသွားပြီ။ကိုလူပေါ်သူအစာရသွားပြီ။ညင်သွားပြီ။မင်းတို့ကကိုဘွားကိုဖျက်ဆီးပြီးကြံနေကြတာ။ဟုတ်လား။အဲ့တော့လူလူစဉ်းစားကြည့်ငါတို့ကတမိုင်းကြောင်းအရှိကြီးနဲ့လာခဲ့တဲ့လူမျိုးတွေ။ ငါတို့လူမျိုးချင်းအာဏာလုတ်တာလည်းနှစ်ပေါင်းများကလုတ်ခဲ့တယ်။ဒါပေမဲ့ငါတို့အချုပ်ချာအာဏာငါတို့လက်ထဲမှာရှိရမယ်ဆိုရင်အတိညာတော့မွေငါတို့တိုင်းပြည်ငါတို့မပြတ်စည်တင်မှုဆိုတာအာဏာလုတ်ရုံနဲ့တော့ငါတို့လူမျိုးချင်းမတတ်တင်မှုငါတို့တိုင်းပြည်ကိုမပြတ်စည်တင်မှုသူများကဒီတာနေရမယ်ဆိုတဲ့အတွေးပြီးတော့ခေါင်းလေးရအောင်တို့ကြပါဘွာ။နော်ဒါလေးပေါ့ဒါဒါသူငါနဲ့မတူငါရန်သူတပါတီစနစ် NLD ကို မထောက်ခံကျန်တဲ့လူအကုန်ရမ်းသူမြတ်စွာဘုရားအခုချိန်လာပြီးတော့ဆင်ဟောရင်တော့မှဒါသူဟာသူသူ့ရဲ့ NLD ကိုမထောက်ခံဘူးဆိုဟိုမြတ်စွာဘုရားတော့မှဒါမေတ္တာတရားနဲ့ဟိုတရားတွေသူတို့ဟောကြားရင်တော့မှလက်ခံမဲ့ပုံမပေါ်ဘူးအခုလောဆက်ဖြစ်နေအောင်တော်တို့ဟိုဟာတို့ဟိုဖွဲ့တွေအကုန်လုံးအစည်းအဝေးဖွဲ့အကုန်လုံးအကုန်လုံးဖောင်းထုတ်နေတယ်ဒီမဆိုးရင်ဟိုငလင်တန်းချောင်းဖြစ်တဲ့ဟို ဘုံကြောင်ပြန်လဲပြုပြင်ရေးအတွက်ကိုဝိုင်းဝန်းကြိုးပမ်းနေကာမကုသိုလ်လုံးနေခြင်းမှာမေတ္တာတရားမုဒိတာတရားမပွားဘဲနဲ့မမစ္စရာစီနဲ့လုံးနေပိတ်တာဖြစ်မယ်ခင်ဗျားတို့အန္တရာယ်ကောင်းတယ်ပိတ်တာဖြစ်မယ်ဏိပိတ်တွေလောက်တော့လဲအကုသိုလ်လုံးလူသက် မိုင်းခွဲဓမြတိုက်ဘူးရင်ကြီးကိုအသက်အသိမြင်ကိုမရှိသေးဘူးဓမြကာမကုသိုလ်လုံးနေရာကိုမုဒိတာမပွားနိုင်တဲ့အထိမိုင်းဇုံလုံးပိတ် နာပိတ်ဇုံလုံးကန်းဏိပိတ်တွေပဲခင်ဗျားတို့ကြာရှုံးမှာပဲတစ်ချိန်မှာအဲ့ဒါလေးတစ်ဆက်တင်တာပါဒီကျေးဇူးတင်ပါတယ်ပြန်ဆုံးပါ